မင်္ဂလာပါတီချက်တီနာဖြစ်ပါတယ်တီချက်တီနေ့တင်ပါက grade 11 math ရဲ့ chapter 1မှာကျန်နေတဲ့ပုံစံလေးတွေလိုက်ဖြည့်ပေးပါမယ်ဒီနေ့က number 16လေးပါ16လေးကိုတွက်ပါမယ်เนาะ exercise 1.1ရဲ့ number 16လေးကိုတွက်မယ် ဆိုတော့ဒီ second grade 10 11 12ကိုပညာဒါနသင်ပေးနေတဲ့ channel ဖြစ်တဲ့10 11 12ကလေးတွေကတင်ကန်းစာတွေကိုကြည့်ချင်တဲ့ဆိုရင်ဒီချဲ့ channel playlist ထဲမှာကြည့်ချင်တဲ့ chapter နဲ့ကိုကြည့်ချင်တဲ့အတန်းနဲ့ကိုရွေးချယ်ပြီးပြီးတော့ကြည့်ရှုနိုင်ပါတယ် exercise လေးတွေကကြံနေတာမတွေ့တာရှင်ကဘာမှာဖတ်ကြည့်ပါ video ကဘာလေးတွေမှာဖတ်ကြည့်မတွေ့ခင်ရနောက်ဆုံးအထိဆက်ရှာပေးနိုင်ပါတယ်ဒီချဲ့ပုံစံလေးကိုဆက်ကြည့်ပါမယ် listing ကိုပုံစံလေးကြည့်ပါမယ် the expression expression ဆိုတော့ဂိမ်းတန်းဂိမ်းတန်းပေးထားတာဖြစ်တဲ့အတွက်တချို့တော့ဒီဂိမ်းတန်းလေးကိုမလုပ်ပေးရမလဲ a for x လို့ထားမယ်ဒါဆိုဒါ for x ဖြစ်သွားပြီပြီးရင်မိခွန်ဆက်ကြည့်မယ် leaves the remainder တဲ့ leaves ရာကြန့်ရှိသည် the remainder အကျွင်းကြန့်တယ်တဲ့ဘလောက်လဲဆိုတော့ minus 33နဲ့77နဲ့ကြန့်တယ်တဲ့ဒါဆိုရင်အကျွင်းနှစ်ခုရှိတယ်ဆိုရင်စာကိန်းနှစ်ခုရှိလိမ့်မယ် when divided by နဲ့ x plus 2နဲ့စားမယ် x minus 3နဲ့စားမယ် respectively အတိအသရှိသည်ရဲ့အတိဘယ်ကအတိဘယ်က x plus 2နဲ့စားရင်အကျွန်းက33 minus 33နော်ပြီးရင်အဲ့ဒါလေးတစ်ချက်အရင်ရေးရအောင်နော်အဲ့ဒါလေးအရင်ရေးမယ်ဆိုတော့ x + 2နဲ့ f(x) ကိုစားမယ်ဆိုတဲ့အတွက်ဘယ်လိုဖြစ်မလဲ f(x) minus 2เนาะ f for x နဲ့ sin x plus 2နဲ့ sin f for minus 2အတွင်းက minus 33ဆိုတဲ့အတွက် minus 33ဒါပေးချက်တစ်ချက်ရပြီဒုတိယတစ်ခုကကျတော့ x minus 3နဲ့ sin ရင်နဲ့ minus 7 uh, sorry 77ဒါဆိုဘယ်လိုရေးမလဲ f for 3 equal to the 77ဒါပေးချက်เนาะဆက်ကြည့်မယ်အတီးတီးရှိတည်တဲ့ find the values of a and b a နဲ့ b ကိုရှာရတဲ့ and b တော့တဲ့ the remainder အကျွင်း when divided by x minus 2 x minus 2နဲ့စားလိုက်တော့အကျွင်းကိုလည်းပဲရှာပါဆိုတော့ဘာရှာခိုင်းတာလဲ effort 2လေးကိုတွက်ပြီးတဲ့ရပြီလားအဲ့ဒါအကျန်းရေးတာเนาะဒါဆိုရင်ဂိမ်းတန်းကိုအရင်ဆုံးတစ်ချက်တော့ဘာလုပ်ပေးရလဲ f(x) ထားမယ်ဆိုတော့အဲ့အတွက် f(x) equal to ဂိမ်းတန်းပြန်ကူ ax minus x square plus bx minus 1เนาะအဲ့ဆိုရင် p ချက်ခုနအတိုင်းရေးမယ်ဆိုတော့ပထမ p ချက်က f of minus 2လေးဟာ minus 33ဖြစ်ပြီး f of 3လေးက77ဖြစ်တယ်လို့သူပေးထားတယ်အဲ့ဒီကနေ a နဲ့ b ကိုရှာမယ် နော်အရိယာနေ e နဲ့ b ကိုရှာမယ်ဆိုတဲ့အတွက် light အစား light သွင်းပါမယ်နော် f of -2 လို့ပြောလိုက်ရင်သူ့အောက်မှာတချို့လိုရေးခြင်းရင် x တေနေရမှာဘာတွေ light ထည့်ရမလဲ -2 တွေ light ထည့်နော်ဒါဆိုရင် a into -2 the whole cube minus နော် minus 2 the whole square plus b into -2 -1 equal to ဒီဘက်ချားဟာဒီတိုင်းပဲပြန်ကူးမှဖြစ်တဲ့အတွက် minus 33ပဲเนาะအဲ့ဆိုတော့သူ့ရာတလောက်ရှင်းမှာဆိုတော့အနှုတ်3ထပ်ကအနှုတ်2 3ထပ်က ဆိုတော့ minus 8ရှိမှ a ရှိတဲ့အတွက် a ဒါက minus နှစ်ထပ်က plus ဆိုတော့နှစ်နှစ်ထပ်က၄ရှိမှအနုပ်ရှိတဲ့အတွက် minus 4ဒီမှာ minus နဲ့ plus နဲ့မြောက်လိုက်ရင် minus 2b เนาะ minus 1 equal to minus 33ဒါဆိုရင် minus 8ကတူတာရှင်းမယ်เนาะဒီလို a နဲ့ b ကဒီတိုင်းပဲဆိုတဲ့အတွက်ပြန်ကူးလိုက်ပေါ့ minus 8a minus 2b ပဲကနန်းရှင်းမယ်နော်ဒီက minus 4လေးရယ် minus 1လေးရယ်ဆိုတော့ minus 5 minus 5ကိုဒီဘက်ပို့လိုက်တော့ plus 5နော် plus 5ဆိုတော့33ထဲက9နှုတ်မှဆိုတော့ဘယ်လောက်ကျန်မလဲ28ကျန်မယ်အ minus ကြီးတဲ့အတွက် minus 28ပေါ့နော်ကဲအဲ့ဒါဆိုအားလုံးကိုနှစ်နဲ့စားလိုက်နှစ်နဲ့စားလိုက်ဘာရသွားမလဲ minus နှစ်လေးလီရှစ်နှစ်တလီဆိုတော့ b equal to minus နဲ့တက်လီနဲ့လေးလီဒါ equation 1အနှုတ်နဲ့မြောက်ချလိုက်လဲရတယ်မမြောက်ပဲထားလဲရတယ်เนาะဆိုတော့ equation 1ရပြီနောက်ဆို equation 2ကျတော့ဘာရမှာလဲ f of 3တွေအစားတွင်းရမှာเนาะ f of 3အစားတွင်းမဲ့ဆိုတော့ x နေရာတွေမှာဘာတွေလိုက်ထဲ3တွေလိုက်ထဲမယ်เนาะဆိုတော့ f of 3 equal to ဒီပါလဲ70 7เนาะအဲ့တော့ up for 3ဆို3တွေ light တယ်လို့ပြောတဲ့အတွက် a into 3 cube minus 3 square ပေါ့เนาะ a into 3 cube minus 3 square စကြည့်မယ်เนาะ3 square ပြီးရင် b into 3เนาะ minus 1 plus b into 3ပြီးရင် minus 1 equal to 77เนาะဒါရှင်းမယ်3 3ထပ်က29ဆိုတော့ 27e 3 2ထပ်က9 plus 3နဲ့ b နဲ့မြောက်တော့ plus 3b minus 1 equal to 77เนาะဒါဆိုရင် a တွေ b တွေဒီတိုင်းပြန်ရေးမယ်ဆိုတော့ 27a plus 3b ဆိုတော့ -9 နဲ့ -1 က -10 ဟိုဘက်ပို့ရင် +10 ဆိုတော့30နဲ့ပေါင်းမှဖြစ်တဲ့အတွက် ad7 เนาะကဲအဲ့ဒါဆိုရင်ဒါ3နဲ့ချီမှဖြစ်တဲ့အတွက်3 6 29 3 3 3 3 2 6ဆိုတော့နှစ်ကျွင်းနဲ့3 6 29ဒါ equation 2ပေါ့เนาะဒါဆို1ကိုကြည့်အောင်ဒီလို 1မှာ b ရှိတယ်ဆိုတော့ခြေလို့ရတယ်ဒါကြောင့်လို့ equation 1 and 2ပေါ့เนาะ equation 1 and 2ဆိုတော့1ပြန်ကူးမယ်1ပြန်ကူးမယ်ဆိုတော့1က -4a -b -14 เนาะ -4a -b -14 ဆိုတော့ equation 2ကကြတော့ 9a plus b equal to 29ဆိုတော့လက္ခဏာကချိန်းစရာမလိုတော့ b ကျသွားပြီเนาะဆိုတော့ minus 4နဲ့ plus 9ဖြစ်တဲ့အတွက် plus 5ရမယ် 5e ဟိုဘက်ကကြတော့29ရဲက14နှုတ်မှာဖြစ်တဲ့အတွက်15ကျမယ်အပေါင်းကြီးတဲ့အတွက် plus 15เนาะ a လိုချင်တယ်ဆိုဒီချက်ရောမလုပ်မလဲသွားစားမယ်ဆိုတော့9 3 25အဲ့တော့ a ရသွားပြီ a ရ3 b လိုချင်ခြိုက်တဲ့ equation မှာထည့်လို့ရတယ် ကျွန်တော်ဘယ် equation မှလွယ်မလဲဆိုတော့ဒီဘက်ကပဲထည့်လိုက်နော်ဒီဘက်ကပဲထည့်လိုက်တော့ equation 2ထည့်ထည့်1ထည့်ထည့်တိတ်တော့မကွာဘူးနော်ဒါကြောင့်မလို့ဒီရှေ့ equation 2မှာထည့်လိုက်မယ်2မှာထည့်လိုက်မယ်ဆိုတော့9နော် a နေရာလေးမှာကဘယ်လောက်ထည့်မှာလဲ3ထည့်မှာ plus b equal to 29เนาะแล้วสร63 plus b equal to 29แล้วสร29ก็ plus โหไปช่วย minus สร29เรก็ดิฉันรู้บาหนุ่มมาแหละ29ก็ตัวหนุ่มมาဖြစ်တယ်สร2จําแล้ว2จําเนาะสร2ปองជីได้ด้วย b equal to ที่2ပဲบ่เนาะ2ပဲだสรอกูไม่ติเก็งดิฉันรู้ยาบี a ก็3 b ก็2ยาตัวเลยเนาะ a က3 b က2ပေါ့နော် therefore a equal to 3 b equal to 2ရပြီဆိုမေးခွန်းမဆုံးသေးတဲ့အတွက်တချို့ကဘာပြန်လောက်ရလဲဆိုရင်ပေးရင်ညီမြချင်းမှာပြန်ပြီးအစားသွင်းရတယ်ပြန်ပြောမယ်နော်မေးခွန်းမှာမတိကိမ်မေးပြီးမေးခွန်းမဆုံးသေးရင်ပေးရင် equation မှာပြန်အစားသွင်းမယ်ဒါကြောင့်ဘယ်မှာပြန်ထည့်မှာလဲဆိုတော့ f(x) မှာ ab တော့ပြန်ထည့်မယ်နော် ဆိုတော့ effort h မှာ ah ကျုလို့ပြောတဲ့အတွက် a နေရာလေးမှာเนาะဒီမှာเนาะဒီ equation မှာထည့်ပါသူရဲ့ဒီကမူရင်း equation မှာဒီချက်လိုလာထည့်မှာဖြစ်တယ်เนาะဒီမှာထည့်မှာအဲဆိုရင် तू က a နေရာမှာဒီချက်ဘယ်လောက်ထည့်မှာလဲခုရထားတာထည့်မှာเนาะရထားတာထည့်မှာဆိုတော့ ax ကျုလို့ပြောတဲ့အတွက်ဘာဖြစ်မလဲ 3x ကျုပေါ့เนาะ 3x ကျုပြီးရင်ဆက်ကြည့်လိုက်เนาะ 3x ကျုပြီးရင် -x2 minus a square b ရ2เนาะ minus x square ပြီးရင် b ရ2ဆိုတော့ plus 2x minus 1ပေါ့เนาะ plus 2x minus 1ဒါပြီးမှသူမေးတာလေးစက်တွက်မှာဗာမေးလဲ divided by x plus 2 uh sorry x minus 2 x minus 2နဲ့စားလိုက်တော့အကျွင်းကိုရှာပါဆိုတော့ဘာတွက်ပြရမှာ f of 2ကိုတွက်ပြရမှာเนาะအဲ့တော့ remainder မေးတဲ့ဆို remainder ရေးလို့ပြောထားတဲ့အတွက် the remainder ပေါ့เนาะ the remainder က f of 2 ။နောက်ဆိုကလေးတို့ကဒီမှာ2တွေလိုက်ထည့်လိုက်။နော်2တွေလိုက်ထည့်လိုက်ဆိုတော့ equal to 2ထည့်မယ်ဆိုရင်3 into 2 cube minus 2 square plus 2 into 2 minus 1เนาะအဲ့ဆိုတော့1 3ထပ်က8 8 3လीဆိုတော့24 1 2ထပ်က4 2 2 4ကလည်း4 minus 1 plus 4 minus 4 j 24ရက်1လောက်တာဆိုတော့23ဒါလေးပဲเนาะအဲ့ဒီမှာကလေးတို့က effort 2ကိုပဲအရင် တွက်ခဲ့မယ် remainder မရေးသေးဘူးဆိုရင် အောက်မှာအဖြေပြန်ထုတ်ပြီး the remainder equal to 23လို့ထုတ်ပြရမှာဖြစ်တယ်ရမလား ကဲဟုတ်ပြီနော်အဲ့ဒါဆိုဒီ channel နောက် video လေးကိုဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ